အလုံးပဲမင်္ဂလာပါအတူတကွဆင်ရှင်နိုင်ဖို့ရွေးချယ်ထားတဲ့ကြံပိတ်လေးကိုဖတ်ရှုလိုပါတယ်ဣဖဲဝရစာခန်းကြီး၄အငယ်26 29အမျက်ထွက်ရတဲ့အပြစ်မရှိစေနဲ့အမျက်မပြေပဲနေမဝေစေနဲ့မာနကိုအခွင့်မပေးကြနဲ့ဆိုတဲ့နှုတ်ကပတ်တော်အဖြစ်အတ္တတာကိုဆင်ကျင်နိုင်ဖို့ခေါ်ဖိတ်ခြင်းနဲ့ဒေသနာရဲ့ခေါင်းစဉ်ကိုတော့ မာနကိုအခွင့်မပေးပါနဲ့လို့ပေးထားတာဖြစ်ပါတယ်။ကျွန်ုပ်တို့ယုံကြည်သူများရဲ့နေစဉ်အသက်ရှင်မှုမှာ စာရမဏေနဲ့နေစဉ်တိုက်ခိုက်နေရတာဖြစ်တယ်။ဒါကြောင့်တမန်တော်ရှင်ပေါလုရဲ့အသက်တာမှာအဖက်ယုံကြည်သူများအားမာနကို အခွင့်မပေးမိစေရန်တုံတင်ထားတာဖြစ်တယ်။စာရမဏေသည်ယုံကြည်သူများ အဖွဲ့အစည်းများအသင်းတော်များကိုနှီးမျိုးစုံအသုံးပြုကာတိုက်ခိုက်ဖို့ရန် အရှင်ရှောင်းမြောင်းနေတာဖြစ်တယ်။ဒါကြောင့်ယနေ့ယုံကြည်သူများရဲ့အသက်ရှင်မှုမှာအမှုမဲ့အမှန်မဲ့အသက်မရှင်မဲ့အထူးတတိကြီးစွာ အသက်ရှင်နိုင်ဖို့ရန်နှိုးဆော်ထားခြင်းဖြစ်တယ်။ယနေ့စာရမဏေရဲ့တိုက်ခိုက်မှုကြောင့်ပြိုလဲသွားတဲ့ယုံကြည်သူတွေအမှုတော်ဆောင်တွေအဖွဲ့အစည်းတွေမြောက်များစွာ ရှိနေတာဖြစ်တယ်။ယနေ့ခေတ်ကာလမှာ စာရန်ဒီယုံကြည်သူများအဖွဲ့အစည်းများအသင်းတော်များကို ဘာလက်နဲ့နဲ့တိုက်ခိုက်နေသလဲဆိုရင်ယုံကြည်သူအရှင်ချင်းစီလုံးညီညွတ်ပြက်ပြားသွားအောင်မိတ္တာရကိုအရှိခံပြီးပြတ်တောက်နေတာဖြစ်တယ်။ဘာတွေနဲ့ပြတ်တောက်နေသလဲဆိုရင်လူမျိုးချင်းမတူတာကြောင့်အယူအဆကွဲလွဲမှုတွေဂိုင်းကနမတူတာကြောင့်ယုံကြည်သူအရှင်ချင်းတန်ဖိုးမထားမလေးစားမှုတွေကြောင့်ဘုံတော်မထင်ရှားပဲဘုံတော်ရှုံရှားเสียရတယ်ဖြစ်နေတာကြောင့် မိတ္တယခန္ဓာတွေပြတ်တော့ကအရှင်းချင်းမခွန်နိုင်မပြောနိုင် ဖြစ်သွားတတ်တာဖြစ်တယ်။အဲ့ဒီရာသီစာတန်ရဲ့အဓိကလက်နက်တစ်ခုဖြစ်တယ်။တမန်ကျမ်းစာကိုလေ့လာကြည့်ရင်အာဗြဟံကိုဖျားသခင်ခေါ်ယူပြီးရွေးကောက်ထားခြင်းသည်လူမျိုးကြီးဝါဒကိုအရှိခံဖို့မဟုတ်ဘဲအဲ့ဒီလူမျိုးအဖြစ်လူမျိုးတကာသည်ဖျားရဲ့မြစ်တာအလင်းကိုရရှိပြီးဖျားကိုမြင်တွေ့လာဖို့ဖြစ်တော်လဲ။ ဣတိလလူမျိုးများရဲ့လူမျိုးကြီးဝါဒကြောင့်ဖျားမုံတော်မထင်ရှားပဲဘုံတော်ချုံရှားเสียများသည်ယနေ့ထိထိတိုင်မြေဝါထင်ထင်မြင်တွေ့နိုင်တာကြောင့်မိမိရဲ့အသက်တာအဖွဲစီအတင်းတော်သည်လူမျိုးအပေါ်မှာအရှိမခံမိစေဖို့အထူးတတိပြုရမှာဖြစ်တယ်။ဒီကျမ်းမလေးမှာဖော်ပြထားတာက အမျက်ထွက်ရတဲ့အပြစ်မရှိစေနဲ့လို့ဖော်ပြထားတာကြောင့်အမျက်ဒေါသသည် စိတ်ပိုက်ဆံရခံစားချက်ဖြစ်တော့ကြောင်းအဲ့ဒီခံစားချက်ကို အခွင့်အရေးယူပြီးစာရမဏတ်ဒီကောင်းကောင်းအတုံးချသွားနိုင်တာဖြစ်တယ်။ကျွန်ုပ်တို့ဒီပုတုစေလူသားများဖြစ်တော့ကြောင်းမခံကျင်သောစိတ်နဲ့အမျက်ထွက်ကောင်းထွက်မိမှာဖြစ်တယ်။ဒါပေမဲ့အဲ့ဒီအရာတွေမှာအတိကခံစားချက်မထားဘဲအပြစ်မပါမိစေဖို့ရန်အတွက်အထုတတိထားရမှာဖြစ်တယ်။ ်ဘာဖြစ်လဲဆိုရင်လူဒီအမျက်တော်သားထွက်လာရင်စေကျေတုံတရားကင်မဲ့ပြီးစိတ်လိုက်မှန်ပါ ပြောတတ်လုတ်တတ်တဲ့သဘောရှိတာကြောင့်ဖြစ်တယ်အဲ့ဒီလို လုတ်လိုက်ပြီဆိုရင်ကောင်းတဲ့အရာတဲ့ဆိုးတဲ့အရာတွေနဲ့သာ အဆုံးသတ်ပြီး မဖြစ်တင့်တာတွေဖြစ်လာမှာဖြစ်တယ်အဲ့ဒါဆိုရင်အပြစ်ပါသွားပြီဖြစ်တဲ့အတွက်ဖခင်ရဲ့ဘုန်းတော်ကိုလည်းထိခိုက်စေတာဖြစ်တယ်ဒါကြောင့်တမန်တော်ရှင်ဘောလူက ဒီကြက်မိုက်လေးမှာအမြင့်နဲ့အပြည့်အကြောင်းကို ဖော်ပြပြီးနှိုးစော်တတိပေးထားတာဖြစ်တယ်။နောက်တစ်ချက်ကအမြင့်မပြေပဲနေမဝင်စေနဲ့လို့ထပ်မံတတိပေးထားတာဖြစ်တယ်။အမြင့်တော်သားသည်ပြေပွေရအတွက်ခက်ခဲတဲ့အရာဖြစ်ကြောင်းကို နားလည်ရတယ်။ယုံကြည်သူ အရှင်းချင်းကြားမှာတဦးနဲ့တဦးမခွန်နိုင်မပြောနိုင် မိတ္တာရပြတ်တောက်သွားတဲ့ခြင်းရဲ့အကြောင်းရင်းတည်း အဲ့ဒီအမျက်မပြေသေးလို့ဖြစ်တယ်။အဲ့ဒီအမျက်ဒေါသကိုကျွန်ုပ်တို့ရဲ့နှလုံးသားထဲမှာထိမ့်သိမ်းထားတာကြောင့်တနေ့တလတနေ့ကုံဆုံးသွားပြီမဲ့အဲ့ဒီအမျက်ဒေါသသည်ဘယ်တော့မှမပြေနိုင်ဘူးဖြစ်နေတယ်။၁၁၉ကျေမြောက်သောဆန္ဒအပိုက်ငယ်၁၁မှာကိုတော်ကိုမပြစ်မှပဲ နေနိုင်ပြီအကြောင်းဗျာဒိတ်တော်ကိုနှလုံးထဲမှာတူထားပါပြီလို့နှုတ်ကပတ်တော်လာသည့်အတိုင်းအမှန်တကယ် ကျွန်ုပ်တို့နှလုံးသားထဲမှာတူထက်ရမယ့်အရာသည်ဗျာဒိတ်တော်လို့ခေါ်တဲ့ဖခင်ရဲ့နှုတ်ကပတ်တော်သားလေးဖြစ်တယ်။ဒါကြောင့်ကျွန်ုပ်တို့ရဲ့နှလုံးသားထဲမှာနှုတ်ကပတ်တော်ကိုတူထမှသာလေကျွန်ုပ်တို့ရဲ့အမျက်ဒေါသသည်နေမဝင်ခင်မှာ ပြေစီမှာ ဖြစ်တယ်။စာရမရသည်ကျွန်ုပ်တို့ရဲ့အာနဲ့တဲ့နေရာကနေဝင်ရောက်လာတတ်တာကြောင့်တတိပြုဆင်ရှင်ရမှာဖြစ်တယ်။ဖခင်သခင်သည်ကျွန်ုပ်တို့ ဖိတ်ခေါ်ခွင့်ပြုမှသာဝင်လာမှာဖြစ်တော်လဲစာရမဏတ်တီကျွန်ုပ်တို့မဖိတ်ခေါ်ခွင့်မပြုပဲဘဲဝင်လာဖို့ရန်အချိန်မရွေးစောင့်ကြည့်နေတာဖြစ်တယ်။အဲ့ဒီအချက်နှစ်ချက်ဒီကျွန်ုပ်တို့ယုံကြည်သူများအတွက်အထူးတတိပြုစရာရှင်းချင်းစရာဖြစ်သောကြောင့်အထူးတတိထားရမှာဖြစ်တယ်။နောက်ဆုံးအနေနဲ့မနတ်ကိုခွင့်မပေးကြနဲ့လို့ဖော်ပြထားတာကြောင့်ကျွန်ုပ်တို့ရဲ့နေ့စဉ်အသက်ရှင်မှု ပြောဆိုလုပ်ကိုင်မှုတွေအားလုံးအပေါ်မှာစာတန်ကိုမဖိတ်ခေါ်မိစေဖို့အခွင့်မပေးမိစေဖို့ရန်အထူးလိုအပ်တာဖြစ်တယ်။စာရမဏဝင်လာနိုင်တဲ့အပေါက်တွေအားလုံးကို ပိတ်ထားမှသာလျှင်စာတန်သည်ကျွန်ုပ်တို့အနီးမှထွက်ခွာသွားမှာဖြစ်တယ်။ဒါကြောင့်ချစ်တော်မိသားစုများဒီအကြောင်းအရာလေးကိုစင်ကျင်ချင်းအပြင်စာတန်ကို အခွင့်မပေးဘဲစာတန်ကိုအောင်နိုင်ခြင်းနဲ့အတူ ဖျားပုံးတော်ထေရှားနိုင်တော်သူများဖြစ်နိုင်ဖို့ရန်အနည်းငယ်တိုက်တွန်းနှုတ်ဆော်ခွန်အားပေးလိုက်တဲ့အားလုံးပေါ်ဖျားကောင်းကြီးပေးပါစေ။